ိုပိုင်လုပ်ငန်းစခြင်းပေမယ်ဘလို့စရမလဲမသိတဲ့သူတွေအတွက် Agree ရဲ့ပထမဆုံးကိုပိုင်လုပ်ငန်းဖြစ်တဲ့ Cosmetic Brand လေးကိုစတင်ခဲ့တဲ့ Journey အစဉ်စဉ်ကိုမျှဝေပြတော့ပါမယ်ပထမဦးဆုံးမမီရလွယ်တဲ့ brand name တစ်ခုကိုစဉ်းစားလိုက်တယ်။ BLINGO Blingo ကန်ဆမ်းမဲပေါက်တလို့ကိုနဲ့ကိုက်ညီပြီးကွတိကြတဲ့အလှပလို့အသိပေးရတယ်ပေါ့နော်။ဘာလို့လဲဆိုရင် Igree ကမြန်မာအမျိုးသမီးတွေအတွက်တီးတန့်ဖန်တီးပေးတဲ့ cosmetic brand လေးတစ်ခုကိုတည်ထောင်ချင်တာပေါ့နော်။ brand တစ်ခုတည်ဆောက်တဲ့အခါမှာ logo ကလည်းအရင်အရေးကြီးပါတယ်။ဒါကြောင့် agree ကကိုယ့်ရဲ့ brand identity target audience တွေနဲ့ကိုက်ညီအောင်လို့ designer နဲ့စနစ်တကျ logo ကိုတေချာလေးဆွဲခန့်လိုက်တယ်ပေါ့နော်။ လိုကိုလေးရပြီဆိုရင်ဒီလိုကိုကို train map မှတ်ပုံတင်ပေးလိုက်ပါတယ် train map မှတ်ပုံတင်ရတဲ့ရွေချက်ကတော့ကိုယ့်ရဲ့လိုကိုကိုဥပဒေအရတရားဝင်ပိုင်ဆိုင်ကြောင်းတသက်ပြုချက်နဲ့တခြားသူတွေကိုယ့်ရဲ့လိုကိုကိုခိုးယူအသုံးပြုခဲ့ရင်တရားစွဲပိုင်ခွင့်ရသွားတယ်ပေါ့နော်တခုရှိတာက train map မှတ်ပုံတင်မလုပ်ခင်မှာ company တခုထောင်ဖို့လိုအပ်ပါတယ်ဒီ company ကဒီလိုကို train map ကိုတရားဝင်ပိုင်ဆိုင်ထားသူအဖြစ်မှတ်ပုံတင်ထားမှဒါနောက်ပိုင်း update လုပ်တဲ့အခါပစ္စည်းတင်သွင်းတဲ့အခါနိုင်ငံခြားစက်ရုံတွေနဲ့ contract ထုတ်တဲ့အခါတွေမှာအဆင်ပြေမယ်ပေါ့နော် လိုဂိုပိုင်းပြီးသွားပြီဆိုရင် cosmetic ဆက်ယုံတွေနဲ့စပြီးချိတ်ဆက်လိုက်ပါတယ်။ agree ထုတ်ချင်တဲ့ product ပုံစံမျိုးကိုဆက်ယုံဖက်ကိုပို့ပြီးတော့ဆက်ယုံဖက်ကနေပြီးတော့နမူနာ sample တွေအများကြီး agree ပို့လာပေးတယ်။ sample လေးတွေရောက်လာတော့ agree နေနဲ့ကိုယ်တိုင်စမ်းသုံးကြည့်တယ်။တကယ်ချင်းတွေကိုလည်းစမ်းသုံးကြည့်ခိုင်းလိုက်တယ်။တချို့လည်းအဆင်ပြေတယ်၊တချို့လည်းအဆင်မပြေဘူးပေါ့နော်။ဒီထဲမှာမှ agree သဘောကျဆုံး item ဖြစ်တဲ့ kiss pro lipstick လေးကိုအရင်ဆုံးထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ lipstick color ကိုလည်း makeup ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့မြန်မာအမျိုးသမီးတွေရဲ့အသားရောင်နဲ့အလိုက် င်းဖက်ဆုံဖြစ်တဲ့ color လေးရောင်ကိုရွေးချယ်လိုက်ပါတယ် lipstick ချူရွေးချယ်တဲ့အခါမှာလည်း design ပုံအများကြီးတွေထဲမှာမှာ luxury sand နဲ့ရွှေရောင် lipstick ချူလေးကိုရွေးချယ်လိုက်ပါတယ် Igreen နဲ့ဒီ lipstick ကိုထုတ်ဖို့တည်ချထားပြီဆိုတော့စက်ရုံဘက်ကိုအနည်းဆုံးမှယူလို့ရတဲ့ပမာဏနဲ့ဆင်းနှုံးကိုစပြီးညှိနှိုင်းပါတယ် Igreen နဲ့ invest လုပ်လို့အဆင်ပြေတဲ့ပမာဏကနေစပြီးတော့ထုတ်ဖို့ order confirm လိုက်ပါတယ် order ခွန်ဖန်းပြီးရင်ရှင်းနေကိုခေါ်ပြီးတော့စက်ရုံနဲ့ contract ချုပ်ပါတယ် contract ချုပ်တဲ့အခါမှာအရှိပိုင်းကလုတ်ခဲ့တဲ့ logo treatment တို့ company မပုံတင်တို့ကအတုံးဝင်လာပြီပေါ့နော် ဆက်ယုံနဲ့ contract ချုပ်ပြီးလို့ငွေတဝက်ပေးချေပြီးတော့ပြီဆိုရင် lipstick ရဲ့ packaging design ကိုစပြီးတော့ဆွဲလိုက်ပါတယ်။ဒါကတော့ဆက်ယုံဘက်က designer ဆွဲပေးတဲ့ version 1 version 2 design ပုံလေးပေါ့နော်။အဆင်မပြေလို့ agree ကိုတိုင်းပဲ iPad နဲ့ဆွဲပြီးတော့သူ့ကိုတပုံစံနဲ့လိုက်ဆွဲခိုင်းလိုက်တယ်ပေါ့နော်။အဲ့တော့ဒီ design ဆွဲတဲ့အပိုင်းမှာလည်းတေချာလေးအချိန်ပေးပြီးတော့ဆွဲပေးရတယ်ပေါ့နော်။ packaging design နဲ့ဆင်ပြီးတော့ပြီဆိုရင် product ကိုစပြီးထုတ်လို့ရပါပြီ product ထုတ်ပြီးလို့ငွေအလုံးပေးချေပြီးတော့ပြီဆိုရင်ပစ္စည်းကိုမြန်မာပြည်ထိတည်ယူပို့ဆောင်ဖို့စီစဉ်လိုက်ရပါတယ်မြန်မာပြည်ရောက်လာရင် FTA ရှောက်ပြီးတော့စပြီးတော့ရောင်းချောက်ရပါပြီ အဲ့တော့ဒါလေးတွေကတော့ Igri ရဲ့ကိုပိုင် cosmetic brand လေးကိုစတင်ခဲ့တဲ့အဆင့်ဆင့်ပဲဖြစ်ပါတယ်။ကိုပိုင်လုပ်ငန်းစချင်ပေမဲ့ဘယ်လိုစမလဲမသိတဲ့သူတွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ပိုင်းစျေးကွက်ဖြန့်ချီရေး marketing ပိုင်းနဲ့ product ကိုဘယ်လိုရောင်းချလဲဆိုတာကိုထပ်ပြီးသိချင်သေးရဆိုရင် comment မှာ yes လို့ရေးထားခဲ့ပါ။ Igri Now video တွေမှာလည်းထပ်ပြီး share လုပ်ပြီးတော့ပါမယ်။